ုံးရော်တဲ့နေဘိန်းထီတွေလို့ပြောတာဟုတ်လားဗျာအဲဘိုင်းတွေထီတာလေတဲ့ဘုသူကရအောင်ပြောပြပေးတော့ပါဒီမိကုန်းလေးကိုကျွန်တော်မိုးရီထဲမှာနေနေတယ်ဆိုကျွန်တော်ပြောပြလိုက်မယ်နော်ကျွန်တော်အခုဖြည့်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ကျွန်တော်ရဲ့အတွေ့အကြုံလေးပေါ့မူတည်ပြီးတော့ပဲကျွန်တော်ခြေခံထားတာပေါ့နော်အဲ့မိကုန်းလေးကမှန်ပါတယ်မိုးရော်တဲ့နေတော့ဘိန်းထီတယ်ပေါ့နော်အဓိကထီတာဘာထီလဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့စပိန်မှာလေပတ်နေတဲ့အပိုင်းတွေဘောတွေပေါ့နော်ပြောမှာဆိုအဓိကတော့ဘောပဲပါ ကျွန်တော်တို့မှကျွန်တော်ပြရမယ်နော်လက်ရှိဘာတွေပါဘာတွေသိမလဲဒီမှာအခုဇဘောရှိဇဘောကကျွန်တော်တို့မလဲနေတဲ့ဘောပေါ့နော်ဒီမှာဒီဒီ handle ကိုကျွန်တော်တို့ဒီမှာဒီမှာကွေ့လို့ရအောင်လုပ်ပေးတာလေဒီမှာဇဘောဆိုတာရှိတယ်ဒီမှာဇဘောအဲ့ဇဘောရှိမယ်ပြီးတော့ဒီမှာစုံဘောရှိမယ်စုံဘောဆိုတော့ကျွန်တော်ကျွန်တော်နင်းနေစုံလေဘောတက်လောက်တာလေစုံဘောပြီးတော့ကျွန်တော်ခတ်ဘောဆိုတာရှိတယ်ခတ်ဘောဆိုတာဒီမှာသွေးနေတဲ့စုံနဲ့တွဲတာလေခတ်ဘောနော်အလေးကဟတ်ဒီခတ်ဘောလေ အဲ့ဒါတွေကကျွန်တော်တို့ဒီဟိုပါဘောကားဘောဆိုရင်တော့ပြဿနာတိတ်မရှိဘူးဒါပေမဲ့အဲစီဘောဆိုရင်တော့အဲ့ဒါရေးဒီပိုင်ဝင်တာများလို့ရှိရင်သူကကြီးဖြစ်သွားပြီတော့ပြတ်တက်တယ်ဗောနော်အဲ့ကြောင့်မလို့ကျွန်တော်မွေးတယ်မှာမင်းပြတ်တယ်ဆိုတာအဲ့ဒါကိုပြောတာဗောပြတ်ချီဟိုစပိန်ချီတယ်ဆိုတာအဲ့ဒါကိုပြောတာဗောနော်ဒါပေမဲ့ဟိုကိုလားဒီနာလောက်ခဏလေးသွားနင်းတာပြဿနာမရှိဘူးဗောနော်ဒီရေထဲမှာအကြာကြီးနင်းတာတောက်လျှောက်အဲ့လိုမျိုးနင်းလာတယ်ဆိုရင်တော့ ဟာပြဿနာရှိတယ်ပြီးတော့ကျွန်တော်တို့ဒီအချိုးအဲ့လိုမျိုးအချိုင်းနဲ့ကာဘောလေးတောင်မှရှိတယ်ဗောနော်ကာဘောဟက်တွေကာကာဘောသုံးသားတွေရှိတယ်ပြီးတော့နောက်တစ်ခုအချိန်ဗောနော်ချိန်ထဲမှာလည်းကျွန်တော်တို့ဘောလေးရှိတယ်ဗောအချိန်ဘယ်ရင်ဘောလေးဗောနော်အဲ့ချိန်လည်းထိတယ်လေပြီးတော့ကျွန်တော်ပြောဖို့ချန်ခဲ့လို့ဗျာ break break ဗောနော်ငွေထဲမှာနင်းတာများရင်ကျွန်တော်တို့ဂွေးမှာတဲတွေရှုပ်နေစေနေစင်တော့ break ခဏခဏညှိရတယ်ညှိလို့ရှိရင် break ကဒီ break တုံးနေကုန်တယ်ဗောနော်အဲ့ဒါပြောပြ အဲ့တော့ကျွန်တော်ကလုတ်တယ်ကျွန်တော်စီးနေကြပုံစံလေးကိုကျွန်တော်ပြပြမှာဆိုတော့ကျွန်တော်မိုးထဲမှာတောက်လျှောက်စီးဖြစ်တယ်အဲမနာဘူးပေါ့နော်အခုတော့နေပြန်ထွက်လာမနာဘူးပေါ့နော်အဲဒီကလေးမိုးထဲမှာထွက်စီးသွားရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့အဓိကသမင်းကိုအိမ်အောင်ရိုးရည်တစ်ခွက်နဲ့လောင်းလိုက်လောင်းပြီးတော့အဲ့ရည်လေးကိုဆင်းအောင်ခြောက်ခံလိုက်ခြောက်ခံပြီးတော့ကျွန်တော်တို့စီထည့်တဲ့နေရာစီထည့်လို့ရတဲ့နေရာလေးကိုထည့်ပေးတာလေထည့်ပြီးတော့အဲ့တိုင်းပြန်တိမ့်လာလေပေါ့နော်အများနဲ့တော့လုတ်စီရမလို့ကျွန်တော်တစ်ခါတလေပေါ့နော်အဲ့လိုစီးကြာကြီးတွေဆိုတာစီးသွားရင်မင်းမွေးတွေမှာကြာကြီးတွေပါမင်းမွေးအဲ့လိုမျိုးလုတ်လိုက်ရင်ကိုကောင်းတယ်ပေါ့နော် ပြီးတော့ကျွန်တော်မိုးရင်းပြီးွားရင်တော့ဆဝင်းကိုတစည်းလုံး over haul ကင်ချပလိုက်တယ်ဗောနော်40ရှိရဲ့ဘောတွေအကုန်လေးအဲအဲ့လိုမျိုးစစ်ရရှိရအကုန်စစ်ပလိုက်တယ်ဗောနော်ပြီးတော့မိုးရင်းမတိုင်ခင်မှာလည်း over haul တစ်ချိန်လုပ်တယ်မိုးရင်းပြီးွားရင်လည်းတစ်ချိန်လုပ်တယ်ဗောနော်အဲ့ဒါတော့ကျွန်တော် serious ပုံစံလေးကိုဝင်ပြပေးတာဖြစ်ပါလေ